Hello အားလုံးပဲမင်္ဂလာပါဒီနေ့အမဒီအမသွားနေကြပါတော့ design inspiration အတွက်သွားနေကြ website လေးနှစ်ခု sharing လုပ်ပေးမယ်အားလေးတွေကအမဒီ dribble to behance တို့မဟုတ်ဘူးပေါ့နော်အခုနောက်ပိုင်းအမ dribble to behance တို့သိမ့်မကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့က လှတာပဲရှိတယ်ပေါ့နော်တကယ် UX အတွက်ကောင်းလားမကောင်းလားဆိုတာမတို့မသိနိုင်ဘူးပြီးတော့ realize မှာ implement လုပ်လို့ရလားဖြစ်နိုင်လားဆိုတာလည်းမတို့သိပြီးတော့မသိနိုင်ဘူးပေါ့နော်ဒါပေမဲ့အမကူသွားတဲ့ website လေးတွေကတော့ realize မှာလည်းတကယ် implement လုပ်ထားတယ်သူတို့ရဲ့ interaction လေးတွေကိုလည်းမတို့ကြည့်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့အမအခုနောက်ပိုင်းအဲ့လို website လေးတွေကိုပို့ပြီးတော့ prefer ဖြစ်လာတယ်ခုမှ sharing လုပ်ပေးမယ့် website တစ်ခုကဒီ website ပေါ့နော် designer တွေအတွက်ဒီလိုအပ်တဲ့ website တွေကို collection လုပ်ပေးထားဆိုပို့ပြီးတော့မှန်လိမ့်မယ်အဲ့ဒီကောင်ကအများနဲ့ update ဖြစ်တယ်တော်တော်လေးဒီ ောင်းကကြာပြီဆိုတော့တိပိသားလူကြီးလည်းကြည်နေလိမ့်မယ်ဒါကြောင့်လို့မသိရသေးဘူးဆိုလို့ရှိလို့ရှိရင်လည်းဒါလေးကြည်ပြီးတော့ပေါ့နော်အဲ inspiration လေးတွားပြီးတော့ရှာလို့ရတာပေါ့ အဲ့ဒီကောင်လေးတွေကအရန်ကိုမှအဆင်ပြေတယ်ပြီးရင်အမြဲတမ်း up to date ဖြစ်တယ်ဒီလိုမျိုး website တွေကတော့အများကြီးရှိတယ်ဒါပေမဲ့အခုအမှဒီနှစ်ခုပဲ main ရွေးလိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီဟာကိုတိသွားပြီလို့ရှိရင်သူ့မှာတခြားဒီ category တွေအများကြီးရှိတယ်ပေါ့နော်အဲ့ကနေတစ်စစ်တစ်စစ်တခြား website တွေလည်းတိသွားနိုင်ရဆိုတဲ့အတွက်ကိုဒီ main နှစ်ခုပဲတင်ရပါပြီပထမတစ်ခုကတော့အမားတို့ဒီ evernote.design ပေါ့နော် Evernote ကလုပ်ထားတာဒီကောင်လေးကတော်တော်လေးကြာပြီပြီးရင်တော်တော်လေးလည်း update ဖြစ်တယ်အမတို့ဒီဘက်မှာဆိုရင်ပေါ့နော်ဒီ category ရှိမှမြင်ရတဲ့အတိုင်းပဲဒီမှာ designer community show ပြီးရင် design inspiration တို့ပါလို့ရှိတယ်ပြီးရင် free icon တွေပါရှိတယ်အဲ့တော့တစ်ချက်ကုန်တစ်ချက်ပြပေါ့နော်အမတို့ဒီ website inspiration တွေသွားပြီးကြည့်လို့ရတယ်လို့အမတို့တက်ဒီလိုမျိုး free resources တွေပါတယ်ပေါ့နော်ရတဲ့ခါတွေကိုလည်းအမတို့ခါတွေမြင်ရတယ်ဆိုတော့အဆင်ပြေတယ် ဒီဘက်မှာဆိုလို့ရှိရင်အများကြီးရှိတယ်ဒီထဲမှာဆိုလို့ရှိရင်အမိုက်ဆိုင်ကြတာဒီ design tools တို့ဘာလို့ကြိုက်တယ်ပြီးလို့ရှိရင်ဒီမှာ sound တွေရော recommendation တွေရော wireframing tools တွေရောဘာတွေရောအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကိုဒီအာကိုအားနေလို့ရှိရင် explore လုပ်ကြည့်ပေါ့နော်အဲ့ဒါအမားတော်မှာအခုထိဒီကောင် explore လုပ်တာပေါ့နော် မပြီးနိုင်သေးဘူးအဲ့တော့ဒီမှာ land design ဆိုလို့ရှိရင်လည်းကိုယ် design သွားပြီးတော့ landing လုပ်လို့ရမယ့်နေရာလေးတွေပါလေးတွေသူကအဲ့လို collection လုပ်ပေးထားရယ်ပေါ့နော်ဒါဆိုတော့အရင်အဆင်ပြေတယ် နောက်တစ်ခုကကျတော့အမတို့ the store.im ပေါ့အဲ့ဒီကောင်ကလည်းကြာပြီသူဆိုလို့ရှိရင်လည်းခုနကောင်နဲ့တူတယ် UI လေးတော့မတူဘူးပေါ့နော်ဒီ browser မှာဆိုလို့ရှိရင်သူ home page မှာဆိုအမတို့ဒီလိုလေးတွေမြင်နေရတယ်ပြီးအမတို့ account save ဒီပါလို့လို့ရတယ်မအမ save ထားတဲ့ဟာလေးတွေရှိတယ်ဒီကောင်ကကျတော့ခုနကဒီ evernote design ထက် evernote design ထက်ကိုပို့ပြီးတော့စုံတယ်ပြီးပြီးပို့ပြီးတော့လှတဲ့ website လေးတွေများတယ် ဟို Evernote design အ use ကိုဖြစ်တဲ့ဟာပုံများတယ်ဒီကောင်းကျတော့လှပြီးတော့တော်တော်လေး up to date ဖြစ်တာတွေများတယ်ဆိုတော့ inspiration နဲ့ဒီကောင်းကပို့ပြီးတော့ကောင်းတယ်ဒီမှာလည်းမတို့မြင်ရတဲ့အတိုင်းပဲဘေးနားမှာဆိုလို့ရှိရင် category လေးရှိတယ်ဥပမာ inspiration တို့ stock photo တို့ပါရှိ icon set တွေ illustration တွေပါရှိတယ် figma အတွက်ဒီလည်းရှိတယ်အဲအမှအမကြိုက်ဆိုတာ inspiration ပဲ inspiration မှာဆိုမတို့တနည်းအားဖြင့်ပါမတို့တစုတစီတွေသွားပြီးတော့ကြည့်လို့ရတယ်ဒီမှာအများကြီးပဲပတ်တန်နေပါတယ်ရှိတယ်တချို့ဟာတွေကကျတော့ပိန်ပေါ့နော်တချို့ဟာတွေကကျတော့ free ပေါ့ လိုမျိုးတွေရှိတယ်။ဒါပေမဲ့အဲ့ဒါတွေသိရရင်တော့မတော်တော်လေးအဆင်ပြေတဲ့ update ဖြစ်တယ်လို့ခံစားရတယ်။ပြီးဒီမှာ design tools တွေပါရောရှိတယ်။ beta တွေပါရလည်းအကုန်ရှိတယ်။ beta ဆို AI beta တို့ပါလို့ကုန်ပါမယ်။ generator ဆိုလို့ရှိရင်အမတို့အကုန်ပါမယ်။ color generator လား image generator လား ပြီး blog တူပေါ့နော်အဲ SVG generator လာပေါ့အဲဒါမျိုးလေးတွေအကုန်ပါမယ်အဲ့တော့အရင်အစီပြေတယ်ပေါ့နော်ဒီမှာ productivity ပါဆိုလို့ရှိရင်လည်းကြည့်လို့ရတယ်သူ့ဖေးထဲမှာဒီမှာ tag တွေလည်းရှိရဒီ banner တို့ပါလို့ရှိရင်ဒါကတော့ chrome extension ပေါ့နော်ဒီကောင်းကအခုလက်ရှိမရဘူးတကယ်လို့ရလို့ရှိရင်အဲ့ banner လေးလည်းတွားကြည့်အဲ့ banner လေးကလည်းတော်တော်လေးကိုအဆင်ပြေတယ်နောက်တစ်ခုကကျတော့ဒီမှာ ဒါတွေက designer daily report အဲကနေပါပါတစ်ချိန်မှာတော့ကုန်သွားပြီးတော့ကြည့်လို့ရတယ်ပေါ့နော် Chrome extension တွေအများကြီးရှိတဲ့ designer တွေအတွက် daily ပေါ့နော်ကြည့်လို့ရတယ်အများကြီးရှိတယ်ဒီဘေးနားမှာဆိုလို့ရှိရင်ဒီမှာ portfolio inspiration တို့ပါတို့ရှိတယ်ဒီမှာ moving တို့ပါတော့ဒါတော့အောက်က sponsor ဟာတွေပေါ့နော်ဒါပေမဲ့သူ sponsor ချွန်ချန်ထားတာလည်းသွားပြီးကြည့်ကြည့်လိုက် website designer ပေါ့နော်အရင်ကလမ်းပြထွက်ပြီးတော့ latest ဖြစ်တဲ့ mic တွေပေါ့နော်အဲပြီးလို့ရှင်ရင်ကြတော့ဒီမှာ category အများကြီးပဲအမဒီကောင်လဲ explore လောက်တာကိုဒီမပြီးသေးဘူးတနေ့ကိုတက်တက်လောက်ဝင်တော့မှပဲမပြီးနိုင်ဘူး တော်တော်လေးမှိုက်တယ်ပေါ့နော်။ကြောင့်မလို့ပေါ့နော်ဒီကောင်လေးကတော့ Dribble တို့ Behance တို့အပြင်ကို website inspiration အတွက်သွားကြည့်နေတယ်ပြီး resources တွေအတွက်သွားပြီးတော့ကြည့်နေတဲ့ website ပေါ့နော်။ Okay ဆိုလို့ရှင်တော့ဒါပါပဲ။အစုတ်ထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။နောက် video မှာပြန်တွေ့ပါမယ်။